အားလုံးပဲမင်္ဂလာပါနေကောင်းပါရဲ့လားကျမကြပါရဲ့လားကျမဗီဒီယိုတွေလုပ်ဖို့ခွန်အားသိမရှိလို့မလုပ်ဖြစ်ပါဘူးကုန်ခဲ့တဲ့ချက်တည်းကအာဒီနေ့တော့လှုပ်ချင်စိတ်လေးရှိလာတယ်ဗီဒီယိုလေးလည်းရိုက်ပြီးပြပြချင်တယ်အဲ့ဒါဘာလဲဆိုတော့အခုငလေးလှုပ်ပြီးတာလဲကျမတို့နှစ်ပတ်ထဲရောက်သွားပြီပေါ့နော်အာဒီနေ့ကြာသွားပြီဆိုတော့ အာနှစ်ပတ်တိတိရှိသွားပြီနှစ်ပတ်တိရှိသွားတော့လူတွေအကုန်လုံးလည်းအာအပြိုပြက်တွေကြားတယ်ဒုက္ခတွေကြားတယ်မိုးရေလေးတွေကြားတယ်မှာနေနေကြရတယ်လို့ထင်ပါတယ်အဲ့အတွက်လည်းစိတ်မကောင်းဖြစ်မိပါတယ်ဆိုတော့ဒီအခုကိုအင်ကိုရာကိုမပြန်နိုင်သေးဘူးအင်အဆောက်အဦကစိတ်မချရတဲ့အချိန်တွေမှာရှိနေတဲ့အတွက်ကြောင့်မို့လို့ အခု site ဘုဟာလေးတွေကတော့ပထမအဆုံးကတော့အဲ့တဲ့အချိန်ပေါ့နော်အဲ့တဲ့အချိန်မှာ မွေးပါကင်းပါလဲကြောက်ရတယ်အဲပြီးသွားလို့ရှိရင်စုတ်ထိုင်းမှုတွေရှိလာတယ်အာတကယ်လို့များနွေရသည်ဆိုတော့မှမြေမြေပြင်မှာအဆိုးတက်ရှိတယ်ပေါ့နော်အဆိုးတက်ရှိတဲ့အတွက်ကြောင့်မလို့အာဒီတိုင်းအာတပ်ပေါ်လင်းလေးတွေအခင်းလေးတွေနဲ့ဖြားလေးတွေနဲ့ပေါ့နော်အခင်းလေးနဲ့အိပ်ဖို့ကရေရှည်အတွက်ကြတော့မတင်တော့ပါဘူးအဲ့ဆို ပက်လက်လို့ခေါ်တဲ့ခုံလေးတွေပေါ့နော်အဲဒါမှမဟုတ်ရှင်အအကျန်းရိုက်ထားတဲ့အခင်းကြားလေးတွေအပြင်ဆင်မှုလို့ပါတယ်မိသားစုဝင်တဲ့ကဖြစ်ဖြစ်တတ်နိုင်တဲ့လူတွေဖြစ်ဖြစ်အကူညီပြီးတော့အဒီအခင်းကြားလေးတွေကိုရိုက်ပေးပြီးတော့လှူဒန်းကြပါဒါမှမဟုတ်ကိုယ့်ကိုပြင်ဆင်ကြပါလို့ကျမဓမ္မအုပ်ဆုံးတစ်ခုအနေနဲ့ပြောချင်တယ်ပေါ့နော်အနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ အာကျမကြီးပေါ့နော်ကျမကြီးဂီယူဆိုင်ဖို့ကျမကြီးဂီယူဆိုင်ဖို့ဆိုတော့ကိုမိုးရင်းလဲရောက်လာပြီးအာပြီးလို့ရှိရင်အာဒီငရင်တန်းတင်းတဲ့ဒေသတွေမှာဆိုလို့ရှိရင်ပူလိုက်အေးလိုက်လည်းဖြစ်နိုင်တယ်အာပူတဲ့ချိန်လဲပူမိုးတွေကလည်းရွာလာဒါမျိုးတွေရှိတဲ့ခါကျတော့အာကျမကြီးကအထူးကူပြုဖို့ပြုဖို့လိုလာတယ်အာအထူးသဖြင့်အာလူကြီးတွေ ကလေးလေးတွေအာဒီကဒါတွေကိုအများကြီးဘေးပြူပြီးတော့စောင့်ရှောက်ဖို့လိုတယ်တချို့နာမကျန်းဖြစ်နေတဲ့အာလူငယ်ပိုင်းတွေကပေါ့နော်ပို့ပြီးတော့ကယူဆိုင်ဖို့လိုတယ်တချို့တွေ့ကြအောင်မလို့အာကျမယူလည်းကယူဆိုင်ပါပြီးသွားလို့ရှိရင်တကူရေတန်းရှင်းမှုကိုပို့ပြီးတော့ဦးစားပေးပြီးလုပ်ပေးပါလို့ဘာကြောင့်လဲဆိုတော့အာဒီရေပေါ့နော် ရေရေကလုံးလုံးလောက်မချိုးရမတုံးရအာတန်းရှင်းမှုတွေမလုပ်ရဘူးဆိုတဲ့အခြေအနေလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့တတ်နိုင်သလောက် ီတကူရေးတန်းရှင်းမှုတွေကိုဥစားပေးပြီးလုပ်ပေးပါလို့ကျွန်မအကြံပေးချင်တယ်။ဘာကြောင့်လဲဆိုတော့နောက်ဆက်တွဲဖြစ်နိုင်တဲ့အခြေအနေတွေကအများကြီးရှိနေတဲ့အတွက်ကြောင့်မို့လို့ဒါလေးတွေကိုလည်းဥစားပေးပြီးတော့ကြိုးဆိုင်ပေးပါလို့နောက်ဆုံးတစ်ခုကတော့ပြောချင်တာတော့အာဒီအခုပေါ့နော်ဒီနိုင်ငံတကာကနေပြီးတော့ အာလာပြီးတော့ကုပေးနေတဲ့ဆေးရုံတွေရှိတယ်မိုဘိုင်းဆေးရုံတွေလေအဆေးရုံတွေရှိတဲ့ခါကျတော့ဆိုတော့တချို့ကတော့နေပြီးတော့มาပေါ့เนาะတချို့ကလည်းအာဆိုတော့သူမန်လေးမြို့မှာလည်းအရောက်နေတာရှိတယ်ဒါမသိမကြခင်စကိုင်းဘက်ကလည်းသွားမလားတော့မသိဘူးပေါ့เนาะဒါကျွန်တော်တို့အသေးချာမသိပါဘူးအဲ့ဆိုအဲ့ဒီသွားတဲ့ချိန်တွေမှာအခုအာဒီနိုင်ငံတကာကဆရာဝန်တွေရှိရတချို့နားလိုက်လူအများကြီးရှိတယ်သူတို့တွေရောက်တဲ့ချိန်မှာတက်နိုင်တယ်လားကိုဒီဆေးဆေးကန်းတွေပေါ့เนาะဆေးကန်းတွေသွားပြီးတော့ပြသစီခြင်းပါတယ် ဒီအကံဒီရလာတဲ့အခြေအနေလေးကိုလည်းဖန်ဆုပ်ပြီးတော့တပ်ပြထားကြပါလို့လူကြီးတွေကိုလည်းတပ်ပြစေခြင်းနဲ့ကလေးတွေရောအဲဒါမှမဟုတ်ရှင်အာအခြေအနေအလှမ်းဝေးလို့စီကံပြောက်အလှမ်းဝေးတဲ့လူတွေလည်းတပ်ပြစေခြင်းနဲ့အတတ်နိုင်တယ်ဆိုရင်တော့မှဒီနိုင်ငံနိုင်ငံတကာကလာတဲ့ဆိုတော့အဲဆရာသမားတွေရောက်နေအချိန်မှာအာ ဟိုဆိုတော့အခွင့်အကောင်းကိုအသုံးချပြီးတော့ပြသတယ်လို့ကျမမြင်တယ်။အဲဒီဘာသာစကားအခက်အခဲကိုလက်စိတ်မပူပါနဲ့သူတို့တွေမှာဘာသာပြန်ပြီးမဲ့ဘာသာပြန်နဲ့ဆရာဆရာမတွေလည်းအများကြီးပါလာတယ်ပေါ့နော်။ပါလာတဲ့အတွက်ကြောင့်မို့လို့အကိုပြမဲ့ဟာကိုအသေးချာမြန်မာလိုပြောပြပြီးတော့ဆရာဝန်တွေကကုသပေးမယ်လို့တော့ယုံကြည်ပါတယ်။အဲကြောင့်မို့လို့မဖြစ်မနေသွားကြဘူး။ဒီနေ့ကနေတိုက်တွန်းလိုက်ပါတယ်ရှင်။ကျေးဇူးပါ။